လာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂကဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတရားဝင်အစိုးရခေါင်းဆောင်ဆက်ရဲမှဆက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကမ္ဘာကုလသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံခေါင်းဆောင်များဆက်ရဲမှဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ကံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုတာမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရပါတယ် ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အော်တိုဘာ29ရက်နေ့စွဲပါဆက်ရင်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့ဘယ်အစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိမတ်ပြုတယ်ဆိုတဲ့အဓိကတန်တမန်ရေးရအညွန်ကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစာရင်းရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ကိုကိုကိုယာယီတမရအဖြစ်သတ်မှတ်ထားတဲ့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုက်ရဲ့နာမည်နဲ့ယာတုကိုဒီစာရင်းမှာလုံးဝထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြေရန်ကိုယ်စားလှယ်အဖြစ်ဦးကျော်မိုးထွန်းကိုထားရှိထားပြီးသူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာထောက်ခံကြောင်းကုလသမဂ္ဂမှတရားဝင်ပြောကြားခဲ့ပါတယ်။ဒါပြင်စစ်ကော်မရှင်ကသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့ရွှေကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေချိန်မှာပဲကုလသမဂ္ဂရဲ့အကြီးအကဲကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မကြသေးခင်ကကွာလာလံပူမြို့မှာလှုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာကုလသမဂ္ဂအထွေထွေအထွေရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်က ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိုက်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်ဘူးလို့တရားဝင်ပြောခဲ့တာပါတဖက်မှာလည်းကုလသမဂ္ဂကနိုင်ငံခေါင်းဆောင်တွေအဖြစ်အသိမှတ်ပြုထားတဲ့သမထဥဝေမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာစစ်ကော်မရှင်ရဲ့မတရားဆွဲဆိုမှုတွေနဲ့နှိရှေထောင်ဒဏ်တွေချမှတ်ခံထားရစေဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံထူးကိုယ်စားလှယ်တို့ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့စစ်ကော်မရှင်ဘက်ကဒီနေ့အထိခွင့်မပြုခဲ့ပါဘူး။ဆက်လက်ပြီး မြောက်ပြည်မြို့နယ် KK ပတ်အတွင်းမှကြားဖြန့်အဆောက်အုံများကိုမိုင်းဖောက်ခွဲဖြိုပြပြီးဖြက်စီးခန့်အဆောက်အုံများအတွင်း BGF ကတရုတ်တထေးများသို့အစားထိုးပြန့်ပေးမည်ဟုဆိုကြားဖြန့်စင်တာများတွင်မိုင်းတဲအင်တာနက်နှင့်73စီများစစ်တပ်လမ်းကြောင်းမှတဆင့်ရရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ် KK ပတ်အတွင်းမှကြားဖြန့်အဆောက်အုံများကိုမိုင်းဖောက်ခွဲဖြိုပြပြီးဖြက်စီးခန့်အဆောက်အုံများအတွက် BGF ကတရုတ်တထေးများသို့အစားထိုးပြန်ပေးမည်ဟုညှိနှိုင်းပြောဆိုထားကြောင်းကရင်စစ်ရေးတရင်ရဲမြက်ကသတင်းဌာနကိုပြောကြားပါရယ် အော်တိုဘာလနှောင်းပိုင်းမှစတင်၍ PGF နှင့်စစ်တပ်က KGB အတွင်မှကြားဖြန့်အဆောက်အုံများကိုနေ့စဉ်မိုင်းဖြင့်ဖောက်ခွဲပြသနေပြီးအမန်တကယ်လက်တွေ့တွင်အဆိုပါအဆောက်အုံပိုင်ရှင်တရုတ်များကိုအခြားကြားဖြန့်စင်တာများတွင်နေရာအစားပြန်လည်ပေးအပ်မည်ဟုညှိနှိုင်းထားပြီးမှဖောက်ခွဲနေခြင်းဖြစ်ကြောင်းကရင်စည်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။အခုမိုင်းခွဲဖြိုပြနေတာကအထက်မြင့်တွေမပါသေးဘူး။ KGB ဆောက်တုံးကအဆောက်အဦးအသေးစားအထက်နေတွေကိုသာဖြိုပြနေတာဖြစ်တဲ့ ပိုင်ရှင်တရုတ်တွေကိုပြန်အသစ်ဆောက်ပြီးနေရာပြန်ပြီးလုပ်ငန်းပြန်နေရာချထားပေးမယ်လို့ BGF ကညှိနှိုင်းသဘောတူပြီးမှဖြိုပြနေတာဟုခရင်စီရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ရှင်အပြင်ထိုင်းနိုင်ငံကအင်တာနက်ဖြတ်တောက်ထားခြင်းနှင့် Starlink အင်တာနက်များပိတ်ပင်ခံထားရတော့လေစစ်တပ်လက်အောက်ရှိ Myday အင်တာနက်လိုင်းများရရှိနေသည်ဟုသိရကြောင်း။ကြားဖြန့်စင်တာများအတွင်တွင် Myday ဖုန်းအင်တာနက်နှင့်ဆာဗာများအသုံးပြုနေသည်ဟုသိရှိရကြောင်းအဆိုပါခရင်စီရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ အခြားတစ်ဖက်တွင်လည်းထိုင်းနိုင်ငံက73စီပိတ်ပင်ထားတော်လဲစစ်တပ်က PDF ထံသို့73စီများတည်ယူခွင့်ပြုလိုက်ကြောင်းဒီလဝစိတ်ကမ်းမှစီကားများမှဖန်အန်တန်လွင်မြစ်တစ်ဖက်ကံဝက်ကြီးဦးတောင်းတိုက်တော်မင်းစီရွာရှိ PDF များထံမှတဆင့်တန်လွင်မြစ်ဖောင်ကူဆက်စိတ်များဖြင့်ထီလုံးနဘူး1018 PDF ဖောက်သည့်လမ်းပိုင်းသို့၎င်းရင်းမှတဆင့်မြောက်ဝတီရွှေကုတ်ကို KK ပတ်ကြောက်ခတ်ဘက်သို့တည်ဆောင်ပြီးမိဆက်များအတွက်73စီများရရှိနေကြောင်းသိရပါတယ်။ KK ဘက်ကိုစစ်တပ်ကဟန်ပြောက်ဝင်ရောက်စီးနင်းပြီးနောက်အော်တိုဘားလ22ရက်နေ့တွင် BGF မှစော်ချစ်သူတင်ဝင်နှင့်မုတ်တုံတို့က KK ဘက်မှကြားဖြတ်တရုတ်တထီများအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှရွှေကုတ်ကိုတွင်ရောက်ရှိကာတချို့မှမူ BGF ကအထူးစီစဉ်ပေးထားသောနေရာများတွင်ရှားဤခလုံးနေကြကြောင်းသိရပါသည်ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့မြောက်ဝတီမြို့နယ် KK ဘက်မှထွက်ပြေးလာသောနိုင်ငံသားများကိုထိုင်းအစိုးရကစီစစ်နေပြီးရခိုင်အခါထိုင်းရောက်နိုင်ငံသား 1600ကျော်ရှိကြောင်းထိုင်းသတင်းများအရသိရပါတယ်။ KK ဘက်မှ BGF ကအတိကလုံခြုံရေးယူတာဝန်ယူဆောက်လုပ်ထားသော online ကြားဖြန့်စင်တာတစ်ခုဖြစ်ပြီးနောက်ဝတီမြို့နယ်မေထော်တလီကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်းမြေကံပေးတွင်တည်ရှိပါတယ်။ဆက်လက်ပြီးမိုးကုတ်ကိုအညာတော်လန်ရေးအင်အားစုတွေအားဖြည့်တဲ့အပြင်ဒေသခံပြည်သူတွေကပါတိုက်ပွဲအတွက်ပြင်ဆင် TNL ရဲ့အုတ်ချုပ်ရေးပိုင်းဝန်ထမ်းအချို့စတင်ရွှေ့ပြောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မော်ကုတ်မြို့ကိုကာကွယ်ဖို့အတွက်အညာမှတော်လှန်ရေးအင်အားစုတွေအနေနဲ့လာရောက်ပူးပေါင်းမှုတွေရှိတယ်လို့ဒေသခံပြည်သူတွေကလည်းမြို့ကာကွယ်ရေးအတွက်တက်နိုင်သလောက်ဝိုင်းကူပြင်ဆင်လုပ်ကိုင်နေကြတယ်လို့မော်ကုတ်ပြည်သူတအူထံမှသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကတရုတ်နိုင်ငံရဲ့ချောင်းဝင်စီစံမှုနဲ့တအောင်တက် TNL ဟာ၎င်းတက်တွေရှိရာမိုးကုတ်နဲ့မိုးမိတ်တို့မှပြန်လည်ဆုတ်ခွာမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးမရှိမနှောင်းမှတင်မိုးကုတ်ရှိမန္တလေး PDF မိုးကုတ် view ဟာ TRI view ဟာ အညာပြူဟာတာမကအခြားနှွေဦးတော်လိုင်းရင်အားစုတွေကမိုးကုတ်နဲ့မိုးမိတ်တို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ကြတဲ့အပြင်ပူပေါင်းပါဝင်လို့တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုလည်းဖိတ်ခေါ်ခဲ့ကြပါတယ်။အဆိုပါဖိတ်ခေါ်မှုတွေအပြင်ယခုအခါမှာတော့မိုးကုတ်မြို့ရှိတော်လိုင်းရင်အားစုတွေနဲ့ပူပေါင်းပေါ်အညာမှတော်လိုင်းရေးတပ်ဖွဲ့အချို့မိုးကုတ်မြို့ပေါ်သို့ရောက်ရှိလာနေကြပြီလို့လည်းသိရပါတယ်။ဒါပြင်ဒေသခံပြည်သူတို့ချို့ကလည်းမိုးကုတ်မြို့ကောက်ွယ်ရဲအတွက်တော်လန်ရဲအင်အားစုတွေနဲ့ပူးပေါင်းပြီးသူတို့တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီမှုတွေလှုပ်ဆောင်နေကြတယ်လို့သိရပါဗျ။ လောလောဆယ်တော့အဖွဲတွေရောက်လာကြတယ်စောင်းတွေအလူခံထားကြတယ်ဗျာရက်ွက်တိုင်းအပူပိုင်းကလာတာတွေရှိတော့ဒီရက်မမိုးကလည်းစက်တိုက်ရွာရာတီဥရုအေးတော့ပြည်သူတွေကလည်းရက်ွက်တိုင်းကြည်ဖို့အလူထဲတာတွေလှုပ်တယ်တနေ့လုံးမှတနေ့စားရတဲ့ပြည်သူတောင်မရရအောင်3000 5000ထည့်ပေးကြတာရှိတဲ့အားနဲ့အဖွဲတွေကိုမြို့ကန်တွေကဝိုင်းဝန်းဝင်းရံပေးနေကြတယ်ဗျာလို့မိုးကုတ်ဒေသကန်တအူကသတင်းဌာနကိုပြောပါတယ်တိုက်ပွဲအခြေအနေနဲ့စီရေးရှုပ်ထွေးမှုအခြေအနေတွေကြောင့် အချို့ပြည်သူတွေကလည်းမိုးကုတ်မြို့မှာစစ်ပေးရှောင်တာတွေကိုစတင်ပြုလုပ်နေတာတွေရှိနေတယ်လို့ခါခအနေနဲ့တအူးကို9သိန်းခန့်ဈေးပေါက်တယ်လို့လည်းသိရပါတယ်။တချို့ကျတော့လည်းမြို့ထဲပြည်သူရှိနေရင်အဖွဲတွေတိုက်ခိုက်ရမှာစိုးတယ်ဆိုပြီးရှောင်ဖို့ပြင်တာလည်းအမျိုးမျိုးရှိကြတယ်။မြို့တွင်းမှာလည်းစိုးရင်ပြီးရှောင်ကြတာတော့ရှိတယ်ဗျာ။တချို့ကျရှောင်ကျင်ပေမဲ့ခါခတယောက်9သိန်းဆိုတော့မတက်နိုင်ကြတော့စိုင်းကယ်တွေနဲ့လည်းရှောင်ကြတယ်လို့အဆိုပါဒေသခံကဆက်ပြောပါတယ်။ဒါပြင်မိုးကုတ်မြို့အတွင်းမှာလည်း TNL ရဲ့အုပ်ချုပ်ရေးပိုင်းမှာအငွေတန်းဝင်တဲ့အချို့စတင်ရွှေ့ပြောင်းနေကြပြီး အရေးကြီးရုံပိုင်ဆိုင်ရာပစ္စည်းတွေကိုလည်းတည်ယူရွှေ့ပြောင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။အရန်တိတိတတ်တာတော့မဖြစ်နေဘူးပြ။ TNL အဖွဲ့ကတော့အရေးကြီးပစ္စည်းရုံပိုင်ပစ္စည်းတွေတော့ဖြည်းဖြည်းချင်းတည်ထုတ်နေတာတွေ့ခဲ့ရတယ်ပြ။ဝန်ထမ်းတွေအငယ်ပိုင်းတွေရွှေ့သွားကြပြီးရုံအကြီးပိုင်းတွေကပဲကြံတော့တယ်။ဆရာဆရာမတွေကြံနေသူတွေကအလုတ်ကိစ္စလေးတွေလက်ဆက်တက်ခိုင်းရင်ပစ္စည်းတွေတော့ရွှေ့ထားကြပြီလို့သူကဆက်ပြောပါတယ်။ TNL အနေနဲ့မိုးကုတ်နဲ့မိုးမီတို့မှဘယ်နည်းနောက်ဆုံးထားပြီး ပြန်လည်ဆုတ်ခွာမယ်ဆိုတာမျိုးတရားဝင်ထုတ်ပြောထားခြင်းမရှိပေမဲ့မြေပြင်တော်လှန်ရေးအင်အားစုတွေကတော့လာမယ့်နိုဝင်ဘာလမကုန်ခင်အပြီးဆုတ်ခွာသွားနိုင်ခြေရှိတယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဆက်လက်ပြီးလေကိတ်ကော်တိုက်ပွဲများအတွင်စကားဆအများအပြားတည်ဆုံပြီးခရမ်းမိကြောင်များစွာတင်းစီရရှိတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်လေးခေကော်ဒေတာမှစစ်ကောင်စီစစ်ကြောင်းတွေကိုဒေါ်လာရင်အင်အားစုတွေကအချင်းချင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအများအပြားတေဆုံးပြီးခရမ်းမီကြောင်များစွာတင်းစီရရှိခဲ့တယ်လို့ Flap Panther ကော်လန်ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။မြဝတီမြို့နယ်ရတိကူကျေးရွာမြင်းလက်ပတ်ကျေးရွာနဲ့ဖလူကျေးရွာတွေတို့စစ်ကောင်စီဟာတာလွန်လူအင်အားနှီးပညာမြင့်ချုံများလက်နက်ကြီးပစ်ကူများတာဝေးပစ်တုံးကြီးများမစ်ဆိုင်လေကြောင်းတိုက်ခိုက်မှုအသာစီးယူပြီးအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။ စစ်ကြောင်းထိုးလာတဲ့တပ်မ22လက်အောက်ခံစစ်ကောင်စီစစ်ကြောင်းတွေနဲ့ KNU KNL ဦးဆောင်တဲ့ဖြူဟာ32ချက်တဲ့စစ်ကြောင်း Cobra စစ်ကြောင်း Venom စစ်ကြောင်း Justice Soldier တပ်ဖွဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အကြိမ်ကြိမ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာအော်တိုဘာလ31ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတေဆုံးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထွက်ပြေးအလင်းဝင်လာသူတွေတုံ့ပန်းတွေလည်းရှိခဲ့တဲ့အပြင်စစ်ကောင်စီစစ်ကြောင်းတွေထံမှခရမ်းမိကြအများအများကိုလည်းတင်ပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ညီမျိုးစုံနဲ့ရုံမာရက်ဆက်မဲ့ထွက်ပေါက်မဟုတ်တဲ့ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့မပါဝင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပြီးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံနိုင်တဲ့အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။